ပြင်မှာနေလို့ရှိရင်အလုတ်လုတ်စားမှပြင်းလို့လှူတာဝဲစားမယ်ဆိုပြီးတော့ဂဒုံတုံသင်္ကန်းဝတ်ထားတဲ့ထုံကြီးအညီကံဘာသာတရားနဲ့အညီမနေထိုင်ပေးနဲ့ဥက္ကတော်မှအလုတ်မရတဲ့သင်္ကန်းရှောင်းဂဒုံတူကတော့ချမ်းသာသွားကြတာကြောက်ကြရတယ်ဥမာတိတခုတို့ပုတ်ပုံမျိုးလူရသူတို့ပုတ်ပုံမျိုးတောင်းကြမ်းနေတဲ့ကိုကျင်တလို့ကိုတဲ့ကိုရှောက်ပိုးအဖွက်လိုမျိုးဒီလိုသင်္ကန်းအရေရှောင်းသင်္ကန်းရှောင်းဂဒုံဥက္ကတော်မှအလုတ်မရတဲ့ ကတုံးပစုကကြတော့တိုက်တွေကားတွေဝေနိုင်ကြလို့သူတို့ကိုလူနေတဲ့လူတွေကကြတော့ဘုံအဆက်တော့မှမကန်냐သူတို့မှကြတော့ iPhone နဲ့ကန်ပြီးတော့ကွန်ပျူတာဆိုလည်းတကက် share အကောင့်စားတွေကန်ရကြတဲ့အဆက်တော့ဆိုလည်းအကောင့်စားအဆက်စားတွေဝါထိနေအောင်စားပြီးတော့ကောင်းကောင်းစားပြီးကောင်းကောင်းမပြောဘဲနဲ့လူစကားမပြောတရိတ်ဆန်စကားတွေလောက်ပဲပြောတတ်တဲ့သူတို့တွေမှကြတော့ဒါဆိုတော့ကျွန်တော်ပြောခဲ့တဲ့ရှမ်းသာတဲ့ရှမ်းသာလာကြတယ် တရားဟုတ်ပါတယ်ဆိုမှဩဃာသာတော့ဘလို့မရဘဲနဲ့ကလာမောင်းတွေးရေကိုသာပြောဆိုနေတဲ့ဒီကဒေါင်းတွေရဲ့စကားကိုနိကန်ရှောင်ယုံကြည်မင်းရဲ့အတွက်အခုလိုဒါဖြစ်နေခြင်းဖြစ်ပါတယ်အလုံးပဲတာရစပါကိုချေရှာနဲ့လည်းပြန်လေကျိုးဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့လက်ရှိဒီကျွန်တော်တို့နိုင်ငံရေးဘာသာရေးလူမှုရေးစီးပွားရေးလောကတွေမှာဒီကျွန်တော်တို့ယူဆိုတီဆိုတဲ့ လူမျိုးတွေရှိနေကြဒါကိုကျွန်တော်တွေ့ရပါတယ်ဒီတော့ဒီကျွန်တော်တို့ကရှိနေတဲ့ခါမှာကျွန်တော်ပြည်သူပြည်သားတွေအားလုံးကပြန်ပြီးတော့ရှိနေတဲ့ခါမှာဒီကနေ့ပေါ်ပေါက်နေတဲ့ပြူစိုးတိဆိုတဲ့ကောင်းတွေဟာတမယပဲဒီစက်တက်သတင်းပေးစက်တက်တွေနဲ့အတူတူပေါင်းပြီးတော့လောက်ကင်နေတဲ့လူလူတွေလို့ပဲသူတို့မြင်ကြတာဖြစ်တယ်။ဒါပေမဲ့ဒီကျွန်တော်ပြူစိုးတိဆိုတဲ့နာမည်ခေါင်းစဉ်အောက်မှာဒီကျွန်တော်တို့ဘာသာရေးလူမျိုးရေးစီးပွားရေးဒီလိုကဏ္ဍဘုံဆောင်မှာ ကျွန်တော်တို့ရှိနေဒီတည်ရှိနေတာကိုတွေ့ရပါတယ်ဆိုတော့ဒီဟာလေးကိုကျွန်တော်အနေနဲ့မပြောပြခင်မှာလက်ရှိဒီကျွန်တော်တို့ဒီကျွန်တော်ခါခါတိုင်းခါတိုင်းကျွန်တော်ခဏခဏပြောပါတယ်ကျွန်တော်တို့ဒီစက်တက်ဟာလက်ရှိဒီမဲအွန်လိုင်းဟာသူတို့ရဲ့ဒီကျွန်တော်တနည်းပြောမယ်ဆိုလို့ရှိရင်အသက်ဝင်ဝင်လေးပဲကြံတော့တဲ့သူ့ရဲ့အသက်ကိုဆက်လက်ရှင်းသာနိုင်ဖို့အတွက်နိုင်ငံရေးခွေးတိုးပေါက်ကနေကျွန်တော်တို့စင်းပြေဖို့ စ조사လာနေတာလို့ကျွန်တော်တွေ့ရတယ်။ဒီလို조사တဲ့နေရာမှာအောက်တန်းကြတဲ့နီလမှန်သမျှကိုသူ့နဲ့ထုတ်သုံးနေတယ်။လက်ရှိဒီသူတို့အဲ့ဒီမှာနေတော့ဘုံကျေတာတွေလက်ရှိအပြစ်မဲ့အယက်သားပြည်သူတွေကိုတတ်ဖြတ်တာမျိုးတွေဒါနေ့စဉ်ရစ်စဆိုလို့ဆိုလို့ကျွန်တော်ကြောင်းတွေ့နေရပါတယ်။ဆိုတော့ဒီကျွန်တော်အဲ့ဒီမှာနေကြောင်းမင်းညွန့်နေပါဒါစစ်ကြောင်ထိုးလာတဲ့စစ်ကြောင်ဟာဒီအဲ့ဒီမှာနေပြီးတော့တန်ကာတပားနဲ့အယက်သားပြည်သူ၄ယောက်ကို တတ်ဖြတ်ခဲ့တဲ့အပြင်အသက်ဆက်ရှောင်းတဲ့အရွယ်ကလေးမလေးတယောက်ကိုလည်းဒါမတင်းကျင့်ပြီးတော့ဒါတတ်ဖြတ်ခဲ့ဆိုလို့ဒါကျွန်တော်တရားရှိပါတယ်ဆိုတော့ဒါကြောင့်ကျွန်တော်ကြည့်လိုက်တဲ့အခါမှာလက်ရှိဒီဆက်ကောင်စီဟာရစ်ဆက်ရုံမာတဲ့နီလာမှန်တမြကိုထုတ်သုံးလာနေပြီဖြစ်ပါတယ်ဆိုတော့ဒီလိုရစ်ဆက်ရုံမာရိုင်းဆိုင်တဲ့တနည်းအားဖြင့်လူလို့တော့မှ ပြောပြောနိုင်ပြောဖို့အတွက်ပေါ့နော်အင်မတန်မှခက်ခဲတဲ့လောက်ရက်မျိုးတွေကိုလောက်ကင်နေတဲ့ဒီစက်ခွေးကောင်းဆောင်မင်းအောင်နိုင်ဟာလက်ရှိကျွန်တော်တွေကိုစေရေးအရာမနိုင်တော့တဲ့ခါမှာဘာသာရေးအရာပြဿနာဖြစ်အောင်လူမျိုးရေးအရာပြဿနာဖြစ်အောင်အမျိုးမျိုးကြံစီဆောင်ရလာတာမျိုးရှိပါတယ်ဆိုတော့ဒီလိုကြံစီလာတဲ့နေရာမှာကျွန်တော်ဟိုတန်းနေတဲ့ဟိုလုံးအောင်လို့လည်းကျွန်တော်တင်ပြပေးပါရစေ သူ့ရဲ့အနောက်မှာထိကန်ဖနက်ကန်လိုက်ပြီးတော့သူ့ရဲ့အလိုကျသူခိုင်းသမျှကိုလုံခဲ့သင်္ကန်းအေးရှောင်းကဒုံတစုနဲ့အတူလက်ရှိနိုင်ငံရေးအရာအာနာကိုအရှောင်းလိုခြင်းနဲ့အာနာယူတတိုက်ကိုလည်းဒါသူအနေနဲ့ထက်သွင်းပြီးတော့အသုံးပြလာတာတွေ့ရသလိုသူနဲ့အတူတူ သူ့ရဲ့အသက်ရှင်ဖို့အတွက်သူနောက်ထပ်ငွေငွေလေးပဲကျန်တော့အသက်ရှင်နိုင်ဖို့အတွက်ဒါပန်ပိုးပေးနေတဲ့တနည်းအားဖြင့်သူသေးရဲ့အကောင်လုံးနောက်ပါလိုက်ပြီးတော့သေကြရတော့မယ်စီဘွားရဲ့ခရိုနီတရှို့ကိုလည်းဒါသူထက်သွင်းပြီးတော့အလုံးပြလာတာမျိုးတွေရှိပါတယ်ဆိုတော့ကဒီလိုအောက်တန်းကြတဲ့နီလန်းမှန်သမျှကိုထုတ်သုံးနေတဲ့ဒါမဲအောင်လိုင်းရဲ့လောက်ွက်တရှို့ကိုကျွန်တော်အနေနဲ့ဖော်ထုတ်ပြပြလိုပါတယ် ဆိုတော့ကျွန်တော်တခြားနေရာတို့ကျွန်တော်မပြောလို့တော့ဘူးဒီကျွန်တော်တို့လက်ရှိနေပြီးတော့ရခိုင်ပြည်နယ်မှာရောကျွန်တော်ဒီအခုလက်ရှိဒီကျွန်တော်ဘာသာရေးအရာကြည့်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ရခိုင်နဲ့မွတ်စလင်နဲ့ဗမာနဲ့မွတ်စလင်နဲ့ဒါပြည်သက်ရန်တိတ်ပေးနေတာမျိုးတွေ့ရပါတယ်ကျွန်တော်ဟိုတက်ကိုလည်းတော့လည်းကျွန်တော်တင်ပြပေးဥပါတယ်ဒီကျွန်တော်အဲ့ဒီမှာနေပြီးတော့ဒီအခုအခုလက်ရှိနေပြီးအရာတွေတိုက်အိမ်မဲမြို့နယ်မှာပလီတခု ရှိတာကိုဒီပလီကိုဖြိုဖြစ်ဖို့ကြိုးစားတဲ့နေရာမှာနေပြည်တော်ကဒါလက်ရှိမဲအောင်လိုင်းရဲ့ကျွန်းမဲအောင်လိုင်းရှေ့ဘဝအောက်မှာမဲအောင်လိုင်းခန်းတမရတင်ပါတင်ပါဆိုပြီးတော့ဒါဂုံယူဝင်းကြောစားနဲ့မဲအောင်လိုင်းနဲ့ဓာတ်ပုံလိုက်တာပေါ့ ကဘာခေါင်းဆောင်နဲ့ဓာတ်ပုံကြရသလိုခေါင်းယူဝင်းကြွားနေတဲ့တနည်းအားဖြင့်ကဒုံသင်္ကန်းအေးရှောင်းကဒုံတစုရောက်လာပြီးတော့ဒီပလီကိစ္စကိုပြိုးဆိုနေလာမျိုးကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒီအကြောင်းအရာကိုကျွန်တော်ဟိုနဲ့ကျွန်တော်လည်းအရင်အရင်နဲ့တောင်းရလဲကျွန်တော်တင်ပြပေးပါတယ်ဆိုတော့ကဒီအကြောင်းအရာမျိုးတွေဒီလိုဒီလိုလောက်ကြံခံတီးလာတယ်လို့ပဲ ီကျွန်တော်လက်ရှိ data ကျွန်တော်လက်ရှိ online မှာပြန်လည်နေတခုရှိတယ်ဒီကျွန်တော်အဲ့ဒီမှာနေပြီးတော့ဒီအဲကြောင်းဒီကြောင်းအဲ့ဒီမှာနေပြီးတော့ဒီမေတော်ကြီးပေါ့အဲဒီမေတော်ကြီးကနေပြီးတော့ပလဲမိုတက်တရားဟောတာဒီလိုတရားဟောတာကိုမိန်းမကတရားဟောရမလားဆိုပြီးတော့အခုလက်ရှိနေပြီးတော့ဒီမင်း online ရဲ့လက်အောက်ခံငွေမွေးရှံပေါ့ဂျုံတပတ်လိုဖြစ်တဲ့ဒီဖုံးကြီးကတုံးတွေသွားပြီးတော့ဒီမေတော်ကြီးကိုသွားပြီးတော့ဖမ်းကြတာမျိုးလည်းကျွန်တော်ကြားပါတယ်ဆိုတော့ဘာသာရေးနိုင်ငံရေး လူမှုရေးစီးပွားရေးလုပ်ငန်းအားလုံးကဒီလိုမျိုးအောက်တန်းကြတဲ့နီလန်ဘုံဆောင်နဲ့ဒီကနေ့မဲအောင်လာကစူးစမ်းလာနေတာကျွန်တော်တွေ့ရပါတယ်ဆိုတော့လက်ရှိဒီကျွန်တော်တခြားလူမျိုးတွေတော့ကျွန်တော်မပြောလို့တော့ဘူးကျွန်တော်လက်ရှိဒီကျွန်တော်ကိုယ်တိုင်ရခိုင်လူမျိုးတယောက်ဖြစ်တဲ့အတွက်ရခိုင်ပြည်နယ်အတွက်ပဲဒါကျွန်တော်နည်းနည်းသိတဲ့ကျွန်တော်ပြောပြခြင်းနဲ့လက်ရှိဒီကျွန်တော်ရခိုင်ပြည်တွင်းမှာမိတဲနေထိုင်နေတဲ့လက်ရှိရခိုင်ပြည်နယ်ဖွာ တနည်းအားဖြင့်ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ broken jar လူမျိုးနဲ့ရခိုင်နဲ့ jama ဒါတုံးနေတဲ့ရတဲ့ပြတာတွေကျွန်တော်တွေ့ရတယ်ဒီ rohingya လူငယ်တချို့ကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတော့မတရားရိုက်နဲ့နှိုက်ဆက်ပြီးတော့လက်ရှိစစ်သည်နိုင်ငံအောင်ပို့တာတွေဒီစစ်သည်နိုင်ငံအောင်ကနေတနတ်ဆန်တဲ့ကမှာသင်နဲ့တွေထုတ်ပေးပြီးတော့ရခိုင်ရွာတွေကိုဆင့်ပြီးတော့ရခိုင်သားတွေဆီကငွေကြေးတောင်းခံခိုင်းတာမျိုးတွေမပေးနိုင်တဲ့အိမ်ကိုရိုက်နဲ့ ဖမ်းဆီးခေါ်ဆောင်ရိုင်းနေသွားတာမျိုးတွေဒီလိုအထိရခိုင်နဲ့မွတ်စလင်တွေကိုရန်တိုက်ပေးလာတာမျိုးတွေလည်းရှိပါတယ်ဆိုတော့ဒီလိုရန်တိုက်ပေးနေတာကိုကျွန်တော်ရခိုင်လူမျိုးလို့နာမည်ခံထားတဲ့တနည်းအားဖြင့်ရခိုင်လူမျိုးလို့နာမည်ခံထားတဲ့ရခိုင်ပါတီလို့နာမည်ခံထားတဲ့နိုင်ငံရေးသမားတချို့တနည်းအားဖြင့်ကျွန်တော်တို့သူတို့ဇုံလုံးကန်လို့ခေါ်တယ်ဒီလိုဇုံလုံးကန်မြစ်ကန်မျိုးရှိဇုံလုံးကန်တချို့ကအခွင့်ကောင်းယူပြီးတော့ နိုင်ငံရဲ့ခွေးတော့ပေါက်ပေါက်နေဝင်ပြီးတော့နိုင်ငံရဲ့အရှောင်ယူဖို့ဒါစ조사နေကြတာလည်းကျွန်တော်တွေ့ရပါတယ်ဆိုတော့ကဒီလို조사နေတဲ့အမှာဒါကျွန်တော်တို့ပြန်ပြီးကြည့်တဲ့အခါမှာလက်ရှိဒီကျွန်တော်တို့မီဒီယာမှာပုံမှန်ရှိတဲ့ဒီအာဘောနော်ဒီကျွန်တော်တို့ရခိုင်မီဒီယာဆိုပြီးတော့ဒါနာမည်ခံထားတဲ့ view ကိုကြည့်လိုက်တော့လူတရာပြောက်မရှိအဲ့ဒီလိုမျိုး view တရာလူတရာပြည့်အောင်မရှိတဲ့ဒီ view တွေ ਨੇ တနည်းအားဖြင့် social media ပေါ်မှာ ရန်တန်းပြီးတော့ချောက်ပြိုးနေတဲ့ဒါနဲ့ဒါမြကံမျိုးရှိဇုံလုံးကံစေလီတချို့မြကံမျိုးရှိဇုံလုံးကံတည်င်းသမားတချို့ရှိပါတယ်ဆိုတော့ဒီတည်င်းသမားတွေကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာဘာသာရေးအဓိကရောင်ဖြစ်အောင်လူမျိုးရေးအဓိကရောင်ဖြစ်အောင်လှုံ့ဆော်ပေးနေတာမျိုးလေကျွန်တော်အများကြီးပြောတာဆိုတော့ကဒီလိုလူမျိုးရေးဘာသာရေးအဓိကရောင်ဖြစ်စဉ်အောင် ဖြစ်လာအောင်လှုံ့ဆော်တဲ့နေရာမှာကျွန်တော်စောစောပြောခဲ့သလိုပဲဒီကျွန်တော်တို့မြစ်ဒီဘာသာရေးအရေးရှောင်တနည်းအားဖြင့်ဘာသာတရားနဲ့အညီမနေထိုင်ပေးနဲ့အပြင်မှာနေလို့ရှိရင်အလုတ်လုတ်ဆာမှပြင်းလို့ဖလူတာကိုပဲစောင်းနေဆိုပြီးတော့ဂဒုံတုံသင်္ကန်းဝှထားတဲ့ဒီကျွန်တော်တို့ဖုံကြီးအရေးရှောင်တချို့ကလေးပဲဒါလူမျိုးရဲ့ဘာသာရေးအတိပရုံဖြစ်လာအောင် လှုံ့ဆိုပေးနေတာမျိုးလည်းကျွန်တော်နေ့စဉ်နေ့စဉ်ကြားနေရပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်တို့ပြန်ပြီးတွေးကြည့်လိုက်တဲ့ခါမှာကျွန်တော်တို့လက်ရှိဖြစ်ပေါ်နေတဲ့အရေးအခင်ကိုဒါကျွန်တော်တို့ကရင်ဆိုင်ရမယ့်ကာလတစ်ခုဖြစ်တယ်ဆိုတော့ကဒီလက်ရှိမင်းအောင်နိုင်ကလည်းပဲဒီကျွန်တော်တို့ဒီတနည်းအားဖြင့်မနိုင်လို့တဲ့ခါမြေပြင်မှာမနိုင်လို့တက်ကဝဟင်နဲ့ဝဟင်ဘောကလည်းအောက်တန်းကြတဲ့နေလာနဲ့ဘုံကျစ်တယ်လို့ဘုံကျစ်တိုက်ခိုက်တယ်လို့ဘုံကျစ်တိုက်ခိုက်တဲ့နေရာမှာလည်းပဲ ကျွန်တော်အယက်သားပြည်သူတွေရှိတဲ့နေရာကိုရည်ရွယ်ချက်ရှိရှိတိုက်ခိုက်တာမျိုးတွေစာတင်ချောင်းတွေကိုတိုက်ခိုက်နေတာမျိုးတွေဆိုတော့ဒီလိုမျိုးအပြစ်မရှိတဲ့အယက်သားပြည်သူတွေကိုရွေးရှည်ပြီးတော့တပ်ဖြတ်တာမျိုးတွေအယက်သားပြည်သူတွေကိုရွေးရှည်ပြီးတော့ဖမ်းဆီးနေတာမျိုးတွေဟာလက်ရှိကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့အခါမှာကြတော့အောက်တန်းကျတဲ့နီလန်းတွေကိုဒီလိုပုံစံနဲ့ထုတ်သွင်းလာသလိုလက်ရှိတစ်ဖက်မှာလည်းပဲသူ့ရဲ့နောက်မှာတင်ပါတယ်သူ့ကိုတင်ပါတင်ပါဆိုပြီးတော့ ထိုင်ရှိခိုးမဲ့ကဒုံတစုကိုလည်းပဲအသုံးပြုလာတယ်ပြောလို့ရတယ်။စီးပွားရေးခရိုနီတရှုပ်ကိုလည်းအသုံးပြုလာတာမျိုးတွေ့ရတယ်။ဓမ္မနဲ့အာဓမ္မမှာလက်ရှိနေပြီးတော့အာဓမ္မဘက်ကိုလိုက်တဲ့တနည်းအားဖြင့်အာနာရှင်တွေအလိုကျခရိုနီတွေအလိုကျထိကင်ဖနက်ကန်အဖြစ်လက်ကင်ရုပ်အဖြစ်လိုက်နေတဲ့ကဒုံသင်္ကန်းဆောင်ကဒုံတစုကတော့ ချမ်းသာသွားကြတာကျွန်တော်တွေ့ရတယ်ဥပမာတီတကူတို့ပုံပုံမျိုးဥပမာဒီလက်ရှိနေပြီးတော့ဒီကျွန်တော်တို့အာငွေရသူတို့ပုံပုံမျိုးနောက်ပြီးဒီကျွန်တော်လက်ရှိနေပြီးတော့အခုလက်ရှိနေပြီးတော့တောင်းချမ်းနေတဲ့ခိုးကျင်တလို့ခိုးတဲ့ပိုးလျှောက်ပိုးအဖွက်လိုမျိုးဒီလိုသင်္ကန်းအေးရှောင်းသင်္ကန်းရှောင်းကဒုံဩဃာသတော်မှာအလွတ်မရတဲ့ကဒုံတစုကကြတော့အဲ့လိုခရိုဒီတဲ့အလိုကြအာနာရှင်အလိုကြထိကန်ဖနက်ကန်လိုက်တဲ့အတွက် ူတို့ဟာကာတိုက်တွေကားတွေဝင်နိုင်ကြလို့ဒီလိုသူတို့ကိုလူနေတဲ့လူတွေကကြတော့ဖုန်းအဆပ်တော့မှမကန်냐သူတို့မှကြတော့ iPhone နဲ့ကင်ပြီးတော့ကွန်ပျူတာဆိုလဲတကက် share အကောင့်စားတွေကင်ရကြတယ်အစတော့ဆိုလဲအကောင့်စားအစစားတွေဝါထိနေအောင်စားပြီးတော့ကောင်းကောင်းစားပြီးကောင်းကောင်းမပြောဘဲနဲ့လူစကားမပြောတရိတ်ဆန်စကားတွေလောက်ပဲပြောတတ်တယ် ူတို့တွေမှာကြတော့ဒါစိုးစားကျွန်တော်ပြောခဲ့တဲ့ချမ်းသာတဲ့ထဲချမ်းသာလာကြတယ်ကျွန်တော်ပြောတာဒါပေါ့နော်ကျွန်တော်ဓမ္မနဲ့အတ္တမကိုကိုကိုပြပြသိပြီးတော့မိမိတို့ရဲ့ဘာသာတရားနဲ့အညီကြက်ကြံအထုတ်ပွားများနေတဲ့ဆရာတို့မျိုးကိုကြတော့ကျွန်တော်မြန်မာလူမျိုးတော်တော်များများကဒါမလူမုံထားပြည့်တယ်ဝေဖန်ပြောဆိုနေကြတာကြွတွေ့ရတယ် ဆိုတော့ဒီလိုမျိုးမလိုမောင်းတော့ပြည့်တဲ့ဝေဖန်ပြုစုံနေခြင်းဟာကျွန်တော်တနည်းပြချိလိုက်မယ်ဆိုလို့ရှိရင်လက်ရှိအာနာရှင်အလိုကြခရိုနီတွေအလိုကြနိုင်ငံရေးသမားအလိုကြပြုစုံနေတဲ့ဒီကျွန်တော်စိုးစိုးပြောခဲ့တဲ့ဒီတရားဟုတ်ပါတယ်ဆိုမှဩဃာသာတော့မလွတ်မရဘဲနဲ့ကလာမောင်းတွေးရေကိုသာပြုစုံနေတဲ့ဒီကဒေါင်းတွေရဲ့စကားကို မိကန်းရောင်ယုံကြည်မင်းတဲ့အတွက်အခုလိုဒါဖြစ်နေခြင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်ပြောချင်တာကကျွန်တော်ဓမ္မနဲ့အဓမ္မပြန်ရတဲ့ကာလမှာဂျာနယ်ဆိုတာမရှိဘူးဂျာနယ်ဆိုတာမရှိပါဘူးဘယ်သူပဲတက်တက်ဂျာနယ်လဲဆိုတာဒါကျွန်တော်တနည်းအားပြောမယ်ဆိုပြည့်တစားပဲရှိပါတယ်ဆိုတော့ဘယ်သူတက်တက်ငိန်ခံနေတာဒီပြည့်တစားပဲရှိပါတယ် ီတော့ကျွန်တော်တို့ကဓမ္မနဲ့အရမပြိုင်နဲ့ပြိုင်ပွဲမှာဂျမ်းနေဆိုတာမရှိအောင်ဆိုတော့တလျှော့တာငါတလျှော့တလျှော့ပြည်သူတလျှော့ဂျားနေဝါရတယ်နဲ့နေလေဘယ်သူတက်တဲ့ကိုလုံးမပိုဆားတာပဲဆိုတော့ကောင်မျိုးတွေလည်းရှိကြသလိုအာနာယုနဲ့အတူတူပူပေါင်းပြီးတော့ကျွန်တော်တို့ဓမ္မဖက်ကနေလုံနေတဲ့ဓမ္မသမားတွေကိုမတရားဖန်ဆီးနှိပ်စက်တပ်ဖြတ်နေတဲ့ဒါဒါကျွန်တော်တို့ အဲတနည်းပြောမယ်ဆိုလို့ပြူစုတ်ထိပေါ့ဟိုအရင်တော့ဆိုလို့ရှိရင်ဒါကျွန်တော်အဲ့ဒီမှာဆွမ်းအားရှင်ပေါ့ဒီကျွန်တော်2009ရွှေဘောင်ဒေါ်လာချိုးရွှေဝါရုံဒေါ်လာခက်ကလာတော့ဆိုလို့ရှိရင်ဒါဆွမ်းအားရှင်အခုခင်မှာကြတော့ဒါအနေနဲ့ပြူစုတ်ထိအဲ့ဒီလိုမျိုးလူပရိုက်ဆန်စဘောလာမှာဇက်မနဲ့ပရိုက်ဆန်တော့အသိဉာဏ်မရှိတဲ့အဲ့လိုလူတစုလည်းရှိကြဘူးဆိုတော့ကျွန်တော်စောစောပြောခဲ့သလိုပဲဘင်းသူတက်တဲ့ငိန်ကန်နေချက်ပြီးငိန်ကန်နေတာဟာ ပြစ်ဒဇာပဲရှိပါတယ်။တနည်းအားဖြင့်ဖာသည်ပဲရှိပါတယ်။ဆိုတော့ကျွန်တော်တို့ဓမ္မနဲ့အဓမ္မပြိုင်တဲ့ပြိုင်ပွဲမှာကြားနေဆိုတာမရှိဘူး။ကြားနေဆိုတာမရှိပါဘူး။ဒါကြောင့်မလို့ကျွန်တော်ဒီကနေ့တင်ပြချင်တာကလက်ရှိကျွန်တော်တို့ရဲ့ဘာသာရေးလူမျိုးရေးနိုင်ငံရေးဒီမှာကတော့ကစားဖြစ်အောင်တနည်းအားဖြင့်နိုင်ငံရေးမှာဒါကျွန်တော်တို့လက်ရှိနေပြီးနိုင်ငံရေးမှာအာဂျိုမန်တက်လှုပ်ဆောင်နေကြတဲ့ဒီကနေ့ အာဒီကျွန်တော်တို့နိုင်ငံရေးတမားတချို့ကိုပွေးကွေးအောင်လှုံ့ဆော်တာမျိုးတွေဒါအမျိုးမျိုးရှိကြပါလို့ရှိလာတဲ့ခါမှာဒါကျွန်တော်တို့ဒါလက်ရှိတော့ online မှာကျွန်တော်အများအများကြီးပြရတယ်ဒေါ်လာရေးတမားအရှင်းရှင်းဒါအဲ့ဒီမှာနေပြီးတော့တကယ့် online ပေါ်ကနေပြီးတော့ပြောဆိုနေတာတွေငွေကြေးလိမ်လည်မှုဘာညာဆိုပြီးတော့ဒါသူတို့ထောက်ပြဝေဖန်ပြီးတော့တယောက်နဲ့တယောက်ဘလိန်နေတာမျိုးတွေကျွန်တော်အများကြီးပြရတယ်ဒီလိုဘလိန်လာတာကိုကြိုကြည့်လိုက်တဲ့ခါမှာဒီဟာဇင်းရဲ့ဘယ်ကလာလို့ကြည့်လိုက်တဲ့ခါမှာ နောက်ဆုံးရောက်ရှိသွားတဲ့နေရာကဒါတနေ့အာနာယုစခွေမဲအောင်နိုင်ရဲ့ဒါပါဇက်လို့တော့ပြောလို့မရဘူးအဲ့ဒီကောင်ကနေပြီးတော့ပြစ်တစားရဲ့ဖယ်လောက်တော့မှအဖို့မတန်းဘူးလို့ဒီပြစ်တစားဖယ်လောက်တော့အဖို့မတန်းတဲ့မဲအောင်နိုင်ပါဇက်ကထွက်လာတာမျိုးတွေဖြစ်ပါဆိုဒီလိုထွက်လာတဲ့စကလုံးတွေကြောင့်လက်ရှိကျွန်တော်နိုင်ငံရေးလောကမှာနိုင်ငံရေးတမအရှင်းရှင်း ဘာသာရေးလောကမှာဘာသာရေးသမားအရှင်းရှင်းဖြစ်လာကြတယ်ကျွန်တော်တွေ့ရတယ်။အရှင်းဆုံးကကျွန်တော်ရခိုင်မှာဆိုလို့ရှိရင်ဘာပြောလဲဘာဖြစ်လာကြလဲဆိုတဲ့ကရခိုင်မှာကျွန်တော်တို့အာဗမာနဲ့ရခိုင်ဖြစ်တာပဲဘာညာဆိုလို့လို့ပြောလာကြတာရှိတယ်။ဆိုတော့ဗမာလူမျိုးကိုမုန်တီရေဝါဒရိတ်သွင်းလိုက်တဲ့ရခိုင်နိုင်ငံရေးသမားအမိကံမြေကံမျိုးရှိစုံလုံးကန်းတစုကြောင့်ရခိုင်တွေကနေဗမာ မုံတွေးဆိုတဲ့စကားလုံးတွေထွက်လာတာမျိုးတွေရှိပါတယ်။ဆိုတော့ကလေရင်နဲ့ဘုံကျဲကြတာတွင်ကျရိုးတွေကိုနေပြီးတော့ဒီရွာတွေကိုဝင်ပြီးတော့အပြစ်မဲ့ပြည်သူတွေရိုက်နှက်နေတာတွင်တပ်ဖြတ်နေတာတွေဟာဒါဗမာလူမျိုးမဟုတ်ပါဘူး။ဗမာလူမျိုးမဟုတ်ပါဘူးလေ။အာနာကိုအရှောင်လိုခြင်းနဲ့အာနာယုတစုရဲ့လုဆောင်ချက်တွေကြောင့်မှဖြစ်ပါတယ်။ဆိုတော့ဒါကျတော့ဗမာလူမျိုးရင်းမဟုတ်ပါဘူး။နောက်တစ်ခုလက်ရှိ ဒါကျွန်တော်တမိုင်းကြောင့်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်အရင်တော့လည်းကျွန်တော်တင်ပြပေးပါရက်မွန်ပမာဆက်ပွေးဆိုပြီးတော့တမိုင်းဆရာတွေကနေမှတ်တမ်းတင်ခဲ့ကြကြိုတွေ့ရတယ်ဆိုတော့ဒီတမိုင်းဆရာတွေမှတ်တမ်းတင်ခဲ့တဲ့မွန်ပမာအနည်း40ဆက်ပွေးကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ကကြည့်လိုက်တဲ့အခါကျတော့မွန်နဲ့ပမာနဲ့မွန်လူမျိုးနဲ့ပမာလူမျိုးဆက်ပွေးဖြစ်ကြတယ်လို့ပုံစံမျိုးကျွန်တော်တို့သွားပြီးတော့တွေ့မြင်မိတယ်ဒါပေမဲ့တကယ် သမိုင်းကြောင်းကိုလက်လာကြည့်တဲ့အခါမှာတကက်သမိုင်းကြောင်းအဆက်မှန်ကမွန်လူမျိုးနဲ့ဗမာလူမျိုးဖြစ်ကြတဲ့ပြဿနာမဟုတ်ဘူးအာနာကိုလိုချင်တဲ့အာနာကိုအရှောင်လိုချင်တဲ့အာနာယုဒစုတနည်းနောက်တစ်ခုကမိမိရဲ့အာနာကိုဆုံးရှုံးသွားမှကြောက်တဲ့အတွက်မိမိတို့ရဲ့ပြည်နယ်ကိုမိမိတို့ဘာသာမိမိကာကွယ်လိုတဲ့မိမိတို့နိုင်ငံကိုမိမိကာကွယ်လိုတဲ့ စိတ်ဆန္ဒရှိနေတဲ့အာနာရှင်တစုနဲ့ဒါတိုက်ပွဲဖြစ်ခဲ့ကြတာဖြစ်တယ်။ဒါကိုဗမာဒီတဏှာသမိုင်းဆရာတချို့ကမွန်ဗမာအနဲ့လေးစစ်ပွဲဆိုပြီးတော့မှတ်တမ်းတင်ခဲ့ကြတယ်ကျွန်တော်တွေ့ရအမြဲတမ်းမဝမ်းနေစကောက်ပါလေအဲ့ဒီဒီဝန်ပမာအနဲ့၄၀စစ်ပွဲကာလကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာအာနာယုအရှင်းရှင်းကတိုက်နေကြတာဖြစ်တယ်ဒါပေမဲ့ပြည်သူပြည်သားအရှင်းရှင်းကကြတော့လူမှုရေးအရာ စီးပွားရေးအရာပူဇံရုံးဝယ်မှုတွေလူမှုရေးအရာအိမ်ထောင်ပြုမှုတွေတောင်မှရှိခဲ့ကြတယ်ဆိုပြီးတော့တမိုင်းမှတန်းအရှုံးမှာကျွန်တော်ပြန်လေးတွေ့ရှိရပါတယ်ဆိုတော့ကကျွန်တော်စောစောပြောခဲ့သလိုပဲအာနာကိုအဆောင်လိုခြင်းနဲ့အာနာယုတစုကြောင့်ဗမာလူမျိုးကြီးတခုလုံးဟာဒါကျွန်တော်တို့တိုင်းရင်းသားတွေရဲ့မုံတီးခြင်းကိုခံလိုက်ရပါတယ်ဒီသဘောတရားအတိုင်းပဲရခိုင်မှာလည်းပဲ ဒီကျွန်တော်ဒီ1985 84 85ဒီလိုခုနှစ်ကာလတွေမှာကျွန်တော်ဗမာဘရင်ဘိုးတော်မောင်ဝမ်းကနေလာရောက်ပြီးတော့ရခိုင်နိုင်ငံကိုစပြီးတိုက်ပိုက်တဲ့အခါမှာရစ်စက်ရုပ်မာတဲ့နီလမှန်သမျှကိုထုတ်သုံးပြီးတော့တိုက်ခိုက်ကြတာကျွန်တော်တွေ့ရတယ်။ဒါပေမဲ့ကျွန်တော်ရခိုင်နိုင်ငံရဲ့သမအမိကန်တချို့နဲ့ရခိုင်သမိုင်းပညာရှင်ပါဆိုပြီးတော့ကိုကိုကိုကေမွန်တက်ထားတဲ့ လူတချို့တမိုင်းဆရာတချို့ရဲ့တွေးထိုးလှုံ့ဆော်ပေးခဲ့မှုတွေကြောင့်ရခိုင်လူမျိုးတချို့ကလည်းဗမာလူမျိုးကိုမုံတိတာမျိုးတွေကြောင်တွေ့ရတယ်ဆိုတော့အမှန်တကယ်ကိုကျွတ်ပြန်လဲပြီးတော့ကြီးထွက်လိုက်တဲ့ခါမှာဒါတွေကဗမာလူမျိုးမဟုတ်ပါဘူးကျွန်တော်စိုးစိုးလေးပြောခဲ့တဲ့အတိုင်းပဲအာနာကိုအရှောင်လိုခြင်းနဲ့အာနာယူနေကြတဲ့လူရှင်းရှင်းဖြစ်ခဲ့ကြတဲ့ဒါ စက်ပွဲတခုလို့ပြောလို့ရပါဘူးဆိုတော့ဒီကနေ့ကျွန်တော်ပြန်ကြည့်လိုက်တဲ့အခါမှာလေနဲ့လာပြစ်တယ်ဒါတွေဗမာတွေပြစ်တာမဟုတ်ပါဘူးဗမာလူမျိုးတွေပြစ်တာမဟုတ်ပါဘူးဆိုတော့ဘယ်သူကပြစ်တာလဲလက်ရှိနေပြီးတော့အာနာကိုအဆောင်လိုခြင်းနဲ့အာနာယူကနေပြီးတော့သူ့မှာသူ့မှာမရှိတော့တဲ့အာနာကိုပြန်လဲပြီးတော့လိုခြင်းနဲ့အတွက်ကျွန်တော်တို့ရဲ့ရခိုင်ပြည်မျိုးကိုလာလာပြီးတော့အခုလိုမျိုး လေရင်လည်းဘုံကြီးလေရင်လာပြီးတိုက်ခိုက်တာဖြစ်တယ်။ဆိုတော့ဒီလိုတိုက်ခိုက်နေတာဗမာလူမျိုးမဟုတ်ဘူး။ဗမာစစ်တပ်လည်းမဟုတ်ပါဘူး။မြန်မာစစ်တပ်ပါပဲ။ဒီဗမာစစ်တပ်ထက်မှလက်ရှိဒီကျွန်တော်တို့မြန်မာစစ်တပ်ထက်မှဗမာလူမျိုးရှိသလိုကရင်လူမျိုးရှိသလိုရခိုင်လူမျိုးလည်းရှိကြတယ်။အကောင်လုံးတိုင်းရင်းသားဘုံကိုကြည့်ကြပါလား။ဒါဆိုလက်ရှိဒီကျွန်တော်တို့ကဒါဝိုနေပြီးတော့ဗမာစစ်တပ်ဗမာစစ်တပ်ဆိုပြီးတော့ဗမာမုံဒီရဲ့စကားတွေပဲပြောဆိုနေခဲ့မြေဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံအနာဂတ်ဟာ လူမျိုးရဲ့ဘာသာရဲ့အဓိကရောနောင်များစွာဖြစ်ပေါ်လာနေအောင်မှာဖြစ်ပါတယ်။ဒါကြောင့်ဒီကရက်ကျွန်တော်တင်ပြချင်တာကလက်ရှိကျွန်တော်တို့ရဲ့တိုင်းရင်းသားဒေသတွေကိုလာပြီးတော့အခုလိုမျိုးရစ်စစ်ရုံမှာပြီးတော့အောက်တန်းကျတဲ့နီလန်းနဲ့လာရောက်ပြီးတော့ဒါတိုက်ပြီးလှုပ်ဆောင်နေတဲ့လူတစ်စုဟာတနည်းအားဖြင့်အာနာယုတစုတာဖြစ်ပါတယ် ဆိုတော့ကျွန်တော်တို့ကလည်းပဲလီကျွန်တော်ခဏခဏပြောခဲ့တယ်ဒီအာနာယူတွေကိုကျွန်တော်ဒါတော်တမယောက်ပြန်ရှင်မောင်းနေတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကအဲကျွန်တော်နဲ့ကျွန်တော်နဲ့ဒီတခြားနိုင်ငံရေးပါတီတွေဒါတခြားဒါကျွန်တော်တို့ဆွေးနွေးဝိုင်းတွေမှာဒီကျွန်တော်တို့အဲ့ဒီမှာလည်း talk show ပြောတဲ့ခါမှာအဲကျွန်တော်ခဏခဏသုံးလုံးခဲ့တယ်ကျွန်တော်ဒါစက်ပွင့်မဟုတ်ဘူးလူတွေခဏခဏသုံးတယ်စက်ဒါစက်ပွင့်စက်ပွင့်ဆိုပြီးသုံးတယ်ဒါစက်ပွင့်မဟုတ်ဘူးဗျအကျမ်းဖက်သုံးချမ်းသူကို နှိမ်နေနေတဲ့ပွဲဖြစ်တယ်ကျွန်တော်စက်ပွဲမှာပါဘူးဒါဆိုရင်ဒီကနေ့ကျွန်တော်တို့ဒီလိုမျိုးအကျမ်းဖက်၃ချမ်းဒူးလို့ပြောလိုက်တဲ့နေရာမှာကျွန်တော်ဒီစက်တက်တဲ့စက်တက်ရဲ့ခေါင်းဆောင်မင်းအောင်လာကိုပဲသွားပြီးတော့မြင်အောင်ကြမြင်ပြကြဆိုတော့ကျွန်တော်တို့ကစက်တက်နဲ့စက်တက်ခေါင်းဆောင်မင်းအောင်လိုင်းတစုပါပဲဒါကျွန်တော်တို့ကနေပြီးတော့ အာနာယုလို့ပြောရတာမဟုတ်ဘူးတခြားအာနာယုမှန်တယ်မြတ်တနည်းဘာသာရေးအာနာယုလူမျိုးရေးအာနာယုစီးပွားရေးအာနာယုဆိုပြီးတော့ဒါသူ့ရဲ့အခန်းကဏ္ဍဘုံဆောင်မှာနေရာကဏ္ဍဘုံဆောင်မှာရှိနေကြတာကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ကဒီလိုအာနာယုကိုတိုက်ခိုက်ရှင်မောင်းတယ်လို့ပြောတဲ့နေရာမှာဒီလိုဘာသာရေးအရေးရှောင် ဘာသာရေးအာဏာယူစီးပွားရေးအာဏာယူနိုင်ငံရေးအာဏာယူဒီလိုအာဏာယူတွေအများကြီးကိုကျွန်တော်ရှင်းမောင်းဖြစ်ပါတယ်ဆိုတော့ဒီစစ်တပ်နဲ့စစ်တပ်ခေါင်းဆောင်မင်းအောင်နိုင်ကိုပဲရှင်းမောင်းတန်တာမဟုတ်ဘင်းနဲ့အခုလိုဩဃာကတော့မှအလွတ်မရတဲ့သင်္ကန်းအေးဆောင်ဂဒုံတုံးထားတဲ့ဒီလိုဂဒုံတစုပေါ့ဒါကျွန်တော်တို့ကဖို့ထုတ်ပြီးတော့ဒါထိထိရောက်ရောက်ဒါကျွန်တော်ရှင်းမုံတစ်ဖို့ လိုအပ်နေပြီဆိုတဲ့ဟာကိုတော့ကျွန်တော်အနေနဲ့တင်ပြလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြတဲ့မိဘသူတယောက်ဂျေးစီတိုင်းကိုထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ